။မြင်းပြိုင်ပွဲတွေကဘာကြောင့်ဒေါ်လာဘီလီယံနဲ့ချီအောင်တန်ဈေးရှိနေကြတာလဲ။မြင်းပြိုင်ပွဲတွေဆိုတာမြန်မာနိုင်ငံမှာသာလူစိတ်ဝင်စားမှုနည်းပါးပေမဲ့ဥရောပနိုင်ငံတွေမှာတော့အတော်လေးကိုမှလူစိတ်ဝင်စားမှုများပါသေး။အမေရိကန်နိုင်ငံမှာဆိုရင်တော့မြင်းပြိုင်ပွဲတွေကလူစိတ်ဝင်စားမှုအများဆုံးရှိတဲ့ပွဲကြီးတွေဖြစ်ရပ်တည်နေကြတာဖြစ်ပြီးလူတွေကမြင်းပြိုင်ပွဲကြည့်ရဖို့ကိုအစောကြီးတွေကပြင်ဆင်ထားကြပါသေးတယ်။အမေရိကန်နိုင်ငံမှာနှစ်စဉ်ကျင်းပလို့နေတဲ့ ကန်တက်ကီတာဘီဆိုတဲ့မြင်းပြိုင်ပွဲဟာလူလူကြားမှာအတော်လေးကိုမှစိတ်ဝင်စားမှုများပြားတဲ့ရှေးကြဆုံးမြင်းပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။စီစဉ်ရတာတွေလည်းရန်ကုန်မှာများပြားသလိုမြင်းပြိုင်ပွဲမှာအသုံးပြုနေကြတဲ့မြင်းတွေကိုထိမ့်သိမ့်တဲ့အရာတွေမှာအတော်လေးကိုမှထိမ့်သိမ့်ရခတ်ပါတယ်။ပွဲကိုလေခန်းနာအောင်တစ်ဖက်တစ်လမ်းကနေစီစဉ်ရသလိုပွဲကြီးရှုတဲ့ပရိသတ်တွေကိုလည်းသူတို့တွေကစနစ်တကျခင်းကျင်းကြတဲ့အအသေးစိတ်ကြတာပါ။ပြိုင်ပွဲတွေမှာကျင်းပါရင်မြင်းတွေရဲ့ဈေးကလည်းကြားယုံနဲ့လန့်သွားမှဖြစ်ပြီးတော့ င်းနှကောင်ရဲ့တန်ကြေးဟာအနည်းဆုံးဒေါ်လာ1မီလီယံအထိတန်ကြေးရှိနေကြတာ ဖြစ်ပါတယ်။မြင်းတွေကတန်ဖိုးလေးကြီးသလိုမြင်းနှကောင်ကျမ်းမာတန်ဆွမ်းပြီးတော့ပွေးတက်နိုင်တဲ့မြင်းနှကောင်ဖြစ်အောင်ထိန်းသိမ်းတဲ့အရာမှလည်းအတော်လေးကိုမှစိတ်ချေကြရပါတယ်။အဲဒါကြောင့်အမေရိကန်နိုင်ငံကမြင်းပြိုင်ပွဲဝင်ကြတဲ့သူတွေဟာငွေကြီးချမ်းသာတဲ့သူတွေသာဖြစ်ကြပြီးတော့မြင်းပြိုင်ပွဲတွေမှာဒီကတကီတာဘီဆိုတဲ့မြင်းပြိုင်ပွဲကဘောလုံးမှာကမ္ဘာဖလားကကြီးကြီးဆုံးဖြစ်တယ်လို့မြင်းမာလေးဒီပြိုင်ပွဲကပုံရိပ်အကြီးမားဆုံးအထိဖြစ်လို့နေကြတာဖြစ်ပါတယ်။ အဲ့ဒါဆိုရင်မြင်းပြန်ပွဲဖြစ်ပေါ်လာအောင်ဘယ်လိုမျိုးတွေပြင်ဆင်ကြတာလဲဒီမြင်းပြန်ပွဲတွေကဘယ်ကနေဘယ်လိုမျိုးစတင်ဖြစ်ပေါ်ခဲ့တာလဲဘာကြောင့်မြင်းပြန်ပွဲတွေဟာမြင်းနေရဲ့စီကအတော်လေးကိုမှကြီးမားနေခဲ့တာလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုစုံထီတူတူကြည့်လိုက်ရှာအောင်ပါမြင်းပြိုင်ပွဲတွေကပုံရိပ်ကြီးမားပြီးတော့ငွေကြေးလဲအလုံရတဲ့ဒီမြင်းပြိုင်ပွဲကြီးကိုကတ်တကီမြို့နယ်လေးမှာနှစ်စဉ်ကျင်းပကြပါရယ်အချိန်ကာလအပြင်မေလပထမပတ်စနေနေ့ကြရောက်တဲ့အချိန်မှာပွဲကိုကျင်းပကြတာပါ ွဲတော်ကြီးရဲ့နာမည်ပြန်ကိုလည်းနှီးစီခင်ပွဲတော်လို့ဒေသခံတွေကမှနာမည်ကြီးပါတယ်။ဒီပြိုင်ပွဲကဘာကြောင့်နှီးစီကေပြိုင်ပွဲလို့လူတွေကမှနာမည်တင်သွားခဲ့တာလဲဆိုတော့ဒီပွဲမှာနိုင်ရရှိတဲ့ပထမဆုံးသောမြင်းကိုနှီးစီခင်နဲ့ဆုချလိုပဲဖြစ်ပါတယ်။မြင်းပြိုင်ပွဲကြီးအချိန်ကာလဟာကျင်းပကြီး2မိနစ်သာရှိပေမယ့်ဒီ2မိနစ်ကတော့ပွဲကြီးပြိသက်တွေအတွက်မမေ့နိုင်စရာအခိုက်တန့်လို့ပြီးဆွဲနိုင်တာပါ။ရှင်ကုန်ဆက်လို့ရှားစရာအချိန်ကိုကြည့်ရမှာဖြစ်တာကြောင့်အတော်လေးကိုမှကြည့်လို့ကောင်းနေမှာတော့အသေးစားပဲဖြစ်ပါရဲ့ ဒီပြိုင်ပွဲကြီးကိုလေဒီဒေသမှာ1895ခုနှစ်ကကျင်းပခဲ့တာကြောင့်အတော်လေးကိုရှေးကြပါတယ်ပြိုင်ပွဲကြီးကိုလေဒုတိယကမ္ဘာစစ်နှစ်ပြီးခဲ့တဲ့ကိုဗစ်ကာလတွေကြာမှပဲရှေ့ဆိုင်ထားခဲ့ပူတာပါ2019ခုနှစ်မှာတော့ဒီပြိုင်ပွဲကြီးဟာပို့ပြီးတော့နာမည်ကြီးလာပြီးတတိယတနည်းလေလူတွေကြည့်ကြတာများတစ်ထည့်များလာပါပြီ။ဒီပြိုင်ပွဲကြီးရဲ့ထူးခြားချက်ကြီးကတော့ဒီထဲမှာပါဝင်ရှင်ပြိုင်နေကြတဲ့မြင်းတွေကတချိန်သာပြိုင်ပွဲဝင်ရှင်ပြိုင်ခွင့်ရကြတာဖြစ်ပါပြီ။မြင်းတွေရဲ့အသက်ကိုလေကဲ့သက်ထားပြီးတော့၃နှစ်လို့သာတတ်မှတ်ထားကား ဒီသုံးနှစ်ထိုင်ခဲ့လို့မရတလို့အသက်လည်းကြီးလို့မရတာကြောင့်မြင်းနေအတွက်လေတသက်မှာတစ်ခါသာဒီပြွေးကြီးကိုရှင်ပြိုင်နေတာဖြစ်ပါတယ်မြင်းနေရဲ့အသက်ဟာသုံးနှစ်ဆိုရင်အရွယ်ရောက်လာတာကြောင့်ပို့ပြီးတော့ကျန်းမာတန်ဆွမ်းတဲ့အနေအထားမှာရှိတာကြောင့်မြိုင်ဆိုင်နေမှာတော့အသေးကြပါပြီမြင်းတကောင်ကဒီပြိုင်ဝဲမှာနိုင်မယ်ဆိုရင်တော့ဒေါ်လာ3ဘီလီယံကျော်အထိကိုရရှိမှာပါ600ခိုင်နှုန်းကိုတော့မြင်းကိုထင်းချောင်းကမောင်းနေတဲ့မြင်းစီသူကရရှိပြီးကျန်းနေ80ခိုင်နှုန်းကိုတော့မြင်းပိုင်ရှင်ကြီးတွေကရရှိတာဖြစ်ပါတယ် ဒါအခြားသောမြင်းပြိုင်ပွဲတွေကငွေကြေးတွေနဲ့တူတူပဲဖြစ်ပါတယ်။ကျမတန်ဆန်းတဲ့မြင်းတွေကိုပြင်ရဖို့အတွက်လေဒီမြင်းပြိုင်ပွဲဝင်ကြသူတွေဟာဒီပွဲမှာနိုင်ရရှိအောင်စွမ်းဆောင်နိုင်တဲ့မြင်းကြီးတွေကိုသူတို့စီမှာရှိကြတဲ့မြင်းမကြီးတွေနဲ့အတင်းမိလိုက်ခိုင်းပြီးတော့ရရှိလာတဲ့သားသမီးတွေကိုဒီပြိုင်ပွဲကိုထပ်မံရှင်ပြိုင်စေတာဖြစ်ပါတယ်။အဲဒါကြောင့်မြင်းတွေဟာဒီပြိုင်ပွဲမှာအနိုင်ရသွားပြီဆိုရင်တော့ဆွေဆောင်ရမြင်းတွေဖြင့်လူအများရဲ့ချီးကျူးမှုတွေကိုရှားထားနေတာဖြစ်ပါတယ်။ ပြန်မဝင်မြင်းတွေကရိုရိုမြင်းတွေနဲ့ရှင်တန်ကြီးပုံချင်းလည်းမတူပါဘူး။တမာရီမြင်းတကောင်ဖြစ်ဖို့အတွက်ဆိုရင်တော့24နာရီလောက်ဒီမြင်းကောင်ကြီးကိုဘေးကနေအသေးစိတ်ကဖြူးသူဆောက်ရှောက်နေကြတာဖြစ်ပါရင်ဒီမြင်းတွေရဲ့ကျမကြီးကိုလေဘေးကနေတေချာဆရာဝန်နဲ့ကိုဆောက်ရှောက်ကကြွေးမိရတာဖြစ်ပါရင် ပြီးရောမြင်းတွေကိုမနေ့ခင်းမှလေးကျင်ခန်းလောက်ကြရှုမီမှာပြေးလေးကျင်းလိုက်နဲ့အားစားကိုပဲအားဆိုင်ခိုင်းစေကြတာပါပဲပြီးရောမြင်းတွေကိုအနာပေးကြတာဖြစ်ပြီးခိုင်းနာများသွားရင်လေမြင်းတွေရဲ့ခြေထောက်တွေကနာရာရီကျန်နာရီထိဖြစ်စေနိုင်ပါတယ်မြင်းကိုအနီးကဲစောင့်ကြည့်ဖို့အတွက်ကိုလေထရိနာရီကိုမြင်းပိုင်ရှင်တွေကခန့်အပ်ထားကြပါတယ်မြင်းတွေကိုတေချာတင်ကြပေးတဲ့သူတွေကစုကြီးနဲ့လက်ကျန်ဖြစ်တဲ့ဆရာဂိုင်နှုန်းထိရယူခွင့်ရှိတာဖြစ်ပါတယ်ဒါကတော့မြင်းတကောင်ရဲ့ဝေယဝိစာကိုတာဝန်ယူထားတဲ့သူတွေရဲ့အခွင့်တာဝန်တွေပဲဖြစ်ပါတယ် ကြပင်ပိုင်ရှင်တွေကမြင်းတွေကိုရေချိုးတန့်စင်ပေးတဲ့သူတန့်ရှင်းလုပ်ပေးသူတွေရှိပါတယ်။မြင်းကိုရေချိုးပေးတဲ့သူတွေရဲ့အလုတ်ကတရက်ကိုမြင်းငါးကောင်အထိပဲရေချိုးပေးခွင့်ရှိပါတယ်။တန့်ရှင်းလုပ်ပေးတဲ့သူတွေကမြင်းတစ်ကောင်ကောင်သာအနိုင်ရရှိသွားမယ်ဆိုရင်တော့ထိုလူတွေဟာမြင်းရဲ့အနိုင်ရငွေတွေကဒေါ်လာတစ်သိန်းလောက်ကိုရရှိသွားမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဒီမြင်းပြန်ပွဲကတန့်ရှင်းလုပ်ပေးတဲ့သူကတစ်နာရီကိုဒေါ်လာ20လောက်ရရှိနိုင်ပါတယ်။ဒါရီမေကဆိုရင်တော့မဟုတ်ပါဘူး။မြင်းတစ်ကောင်တန့်ရှင်းမှုအတွက်အမွှေးတွေကိုပျော့ပြောင်းနေအောင် ကိုနေရှနာပြင်အခြားပေါင်းစည်းတွေကိုလည်းတုံးကြရပါတယ်။ဒီမြင့်နေတဲ့တုံးကြတဲ့ပေါင်းစည်းတွေဟာတဘူးကိုဒေါ်လာ180ခန်းနဲ့ဒေါ်လာ100ကျားတိရှိနေကြတာဖြစ်ပါတယ်။အဲဒါကြောင့်မြင်းတစ်ကောင်ကိုရှိုင်းဖို့ဆိုရင်အသုံးပြုတဲ့ဟာကအတော်လေးစည်းမြင့်နေရလို့ပြောရမှာဖြစ်ပါတယ်။ဒါပြင်မြင်းတွေကိုနူညက်ပြောအေးစေဖို့အတွက်မိုက်ချာရိုက်ဆာကိုလည်းအသုံးပြုပေးရပါတယ်။မြင်းတွေလူတွေမိုက်ချာရိုက်ဆာကလည်းဒေါ်လာ100လောက်ထိတန်တာဖြစ်တာကြောင့်မလို့ရှော့တော့မတွက်စေချင်ပါဘူး။ဒါဒီပဲလားဆိုရင်တော့မပြီးသေးပဲနိအခြားသောဂယူဆိုင်ပေးရတဲ့အရာတွေကျမသေးတယ်။ ဲ့ဒါကမြင်းခွာကိုလုတ်ပေးတဲ့သူပါမြင်းခွာလုတ်ပေးတဲ့သူကမြင်းနေတန်ရာကနေလုတ်ကင်းအောင်လုတ်ပေးထားတာဖြစ်ပြီးတော့မြင်းခွာတွေမှာကတ်နိုင်မဲ့ပတ်တီးတွေကိုသူတို့ကဖန်တီးထားတာပါမြင်းပြိုင်ပွဲမှာမြင်းနေနားတဲ့အချိန်မှာဆိုရင်မြင်းနေကိုသူတို့ကပတ်တီးတွေနဲ့လုတ်ပေးထားကြတာဖြစ်ပါတယ်ဂျာပင်မြင်းတွေကမီလီယံနဲ့ချီအောင်ဈေးကြည့်တာကြောင့်မလို့မြင်းနေကိုတခုခုဖြစ်မသွားအောင်မှာစီးစရာဝင်နေရှိရဲ့အထိအစီမြင်ကြတာဖြစ်ပါတယ်နောက်ထပ်မြင်းပြိုင်ပွဲရဲ့ဆက်ချာအကြဆုံးနေရာကတော့ဒီမြင်းပြိုင်ပွဲရဲ့အဓိကနေရာဖြစ်တဲ့နှီးစီကင်းတွေပဲဖြစ်ပါတယ် ဒါကြောင့်မလို့မြင်းပြိုင်ပွဲကြီးမလာခင်မှာအနီရောက်ပန်းခင်းရဖို့အတွက်အနီရောက်တည်ရန်ရှိတဲ့ပန်းရောင်စုံမျိုးစုံကိုရရှိအောင်ဥယျာဉ်မှုတွေကဒီခြံကြီးတွေမှာရရှိအောင်စိုက်ပျိုးထားတာဖြစ်ပါတယ်။ဒီပန်းတွေကလည်းဒီပွဲကြီးကိုကိုးစားပြုထားတာဖြစ်တာကြောင့်ပြည့်စုံမဆုံးရှုံးရလေအောင်လို့စနစ်တကျစိုက်ပျိုးထားကြပါတယ်။ ပွဲကျင်းပတဲ့နေမြောက်ခင်ချိန်မှာစိုက်ပျိုးထားတဲ့ပန်းတီညှို့နေမှာဖြစ်တာကြောင့်မလို့ပွဲပိုင်ရှင်တွေဟာဒီပွဲကြီးရဲ့ဖက်ဖက်ကနေအမြင်ဆောင်ကြည့်နေရမှာဖြစ်ပါတယ်။ကျင်းဝေးအခမ်းအမိုးအတွက်ကိုလည်းတီးတန့်စဖုံမှုတွေပါရှိပါတယ်။အဲဒီတွေကိုအိတ်ခမ်းဖို့အရက်အသားချိဆောင်ရရှိအောင်မွေးမြူရေး channel ကိုတွားရောက်ပြီးတော့ကြိုမာထားတာလည်းဖြစ်ပါတယ်။ပွဲနေရောက်တဲ့ချိန်မှာလည်းပွဲကိုကြည့်ဖို့လာရောက်တဲ့ဧည့်သည်တွေကတင်းချီရှိတဲ့အတွက်ကြောင့်မလို့စားစရာတွေကိုပါလုံလောက်စွာလုပ်ထားရတာဖြစ်ပါတယ်။ ချက်ဖို့အတွက်ကုံစိန်းနေကုံချမ်းတွေလာပို့တဲ့ကားတွေကလည်းရက်ွက်စည်းလိုကြိတ်ကြိတ်တူလို့နေကြပါရင်ဒီလူတွေဟာဒီပြိုင်ပွဲကိုရောက်ရင်ပျော့ပျော့ချီမြင်းပြိုင်ပွဲကိုကြည့်လိုက်စားလိုက်နေတနေ့တာဟာဆိုရင်ဘလူမျိုးကုံစုံလို့သွားရည်ဆိုတာကိုပါသတိရတော့မှမဟုတ်တဲ့အထိဖြစ်နေမှာပါပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးမြင်းပြိုင်ပွဲကြီးတွေကိုစိတ်ဝင်စားကြသလားတကယ်လို့စိတ်ဝင်စားရဆိုရင်တော့ရောက်ကြည့်ကြင်ကြလားဆိုတာကိုကိုမက်မှာရေးခဲ့ပေးပါအောင်နော်။နောက်ထပ်လေးခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတိဆက်ပေးမှဖြစ်တာမလို့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုပါရစေရှင်။